မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနေနဲ့ကြုံတုံမျိုးကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုခမာရ430နှစ်တမဒုတိယတန်ရင်မှုပုံမှုဆုံးမင်းထက်အပါဝင်စစ်သား30ခန့်တိစုံနေကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကြုံတုံမျိုးနွားချန်ကုန်းကျင်းရွာနီကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာခမာရ430နှစ်မှာဒုတိယတန်ရင်မှုအပါဝင်စစ်သား30ခန့်တိစုံခဲ့တယ်လို့သိရပါတယ်အေပြည်30ရည်နှစ်မနက်9နာရီခန့်ချိန်မှာစတင်ပြီးကြုံတုံမျိုး နွားချံကုန်ကြီးရွာနီကိုအင်အား90ခန်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာမနက်10နိုင်ခန်းတီအပြန်နဲ့ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှခမာရ430နှစ်တန်ရင်မှဒုတိယတန်ရင်မှပုံမှုစုံမထအပါဝင်30ခန်းတိစုံခဲ့တဲ့အတွက်စစ်ကြောင်းပြတ်ပြီးနောက်ဆုတ်သွားကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်လူမျိုးရေးတပ်မတော် MLA အပြင်မွန်ပြည်သစ်ပါတီခွဲထက် NMSBAD ပြန်လွှားစစ်ကြောင်းလမ်းယွန်းဘက်တလိုင်းယွန်းစစ်ကြောင်းစတဲ့ KNY ဦးဆောင်တဲ့အခြားပူးပေါင်းတပ်များကတိုက်ခိုက်ချိန်မုန်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီအကြံဖတ်စစ်ကောင်စီစစ်ကြောင်းကတနင်္သာရီတိုင်းကံယူရန်စစ်ဌာနချုပ်လောက်ခံတပ်များတပ်မ20နှစ်တပ်မ40လောက်ခံတပ်တွေဖြစ်တဲ့ခမာယာ208ကျိုင်မယောခမာယာ100နှစ်မုတ်တမခမာယာ330နှစ်ပုတ်ပြင်းစတဲ့တိုင်ရင်များမှာစစ်သားများပူးပေါင်းထားခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒီကနေ့ထိတိုက်ပွဲများဖြစ်ပွားလျက်ရှိတာကြောင့်ပြည်သူလူထုအနေနဲ့မိမိနေထိုင်ရာဒေသအနီးဝန်းကျင်ရှိစစ်ရေးတရင်များကိုနားဆွင့်ပြီးစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လင်းရင်အန်တီရဲ့ကိုကာကွယ်နိုင်ဖို့အတွက်တူတင်ပြင်ဆင်ထားကြဖို့နဲ့လုံခြုံတဲ့နေရာတွေမှာသာနေထိုင်ပေးကြဖို့တတိပေးတိုက်တွန်းထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ဝါရစ်ပိန်တော်ပြင်တိုက်ပွဲမှာပုံမှုမြင်ဝင်အပါစစ်ကောင်စီတပ်သား၄ဦးတိစုံတဲ့ကြောင့်တင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်သား၉ဦးအပြင်းထန်ဒဏ်ရာရပြီးစကားစားတပ်ဖွဲ့ဝင်တွေစကန်းဆုံခွာထွက်ပြေးရလို့သိရပါရတယ်။တနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်ရှိဝါရစ်ပိန်တော်ပြင်စစ်ကောင်စီရှိတဲ့စကန်းကိုတိုက်ခိုက်ရာပုံမှုမြင်ဝင်အပါဝင်စစ်ကောင်စီတပ်သား၄ဦးတိစုံပြီး၉ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကမနေ့ကညပိုင်းမှာထုတ်ပြန်ခဲ့ပါရတယ်။ဝါရစ်ပိန်တော်ပြင်စကားစားရှိတဲ့စကန်းကိုတော်လိုင်း ူပေါင်းတပ်တွေကမေလ6ရက်နေ့မနက်9:55မိနစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှပုံမှုမြင့်ဝင်တအုပ်ပါဝင်၄ဦးသေဆုံးခဲ့ပြီး၉ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ တိုက်ပွဲကြာချိန်ကနှစ်နိုင်ခွဲနီးပါးကြာမြင့်ခဲ့ပြီး၃ချိန်ဆက်တိုင်းအပြင်းအထန်ပစ်ခတ်မှုတွေဖြစ်နေချိန်စစ်ကောင်စီဘက်မှလေရင်တစည်းရဟန်းတစည်းတို့နဲ့ခုနှစ်ချိန်ခန့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်တွေနဲ့ပါပစ်ခတ်ခဲ့တယ်လို့ရေဒတ်စစ်တင်းပေါ်မှာလက်နက်ကြီးတွေနဲ့အကြိမ်ပေါင်းများစွာပစ်ခတ်ပြီးတဲ့နောက်စခန်းကိုဆုံးခွာသွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတင်းနှိုင်မျိုးနဲ့ပါကဖာမြင့်ခိုင်တရင်နဲ့ကျွန်းစုပါကဖာနဲ့တိုင်းပါကဖာတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ရှောင်းတန်းနဲ့အာနာသိမ်းခံရရင်အင်းကြီးချင်းများနဲ့တေချာပေါင်းအ အမိလိုက်နိုင်တော်မူတဲ့အကြောင်းတင်ဆက်ပေးပါမယ်2016မှာ NND အာဏာရလာချိန်မှာနှစ်ပေါင်း90ခန်းမူဝါဒရှိရာအလွဲလွဲအချော်ချော်တွေနဲ့အရှိတောင်အာရှမှာအစင်းရဲဆုံးနိုင်ငံဖြစ်လာချိန်လည်းဖြစ်ပါတယ်ဒီချိန်မှာအိန္ဒိယနိုင်ငံတွေကအာရှကြားတွေလိုကင်မွန်းတက်လာတဲ့ဒီအပြိုင်ဆိုင်တိုးတက်နေကြပြီဖြစ်ပါတယ်အဲ့ဒီအတွက် NND ကလက်ရှိအနေအထားကိုမှောက်လံပြစ်နိုင်ဖို့ကြီးမားတဲ့စိန်ခေါ်မှုနဲ့စတင်ရင်ဆိုင်လာကြတဲ့ချိန်လည်းဖြစ်ပါတယ်ပထမအဦးဆုံးမူဝါဒရှိရာပိုင်းမှာမဖြစ်မနေပြုပြင်ပြောင်းလဲရတော့မှာဖြစ်ပါတယ်စီးပွားရေးကိုနိုင်ငံတကာကုံသွဲရေးနဲ့ရင်းနှီးမြှုပ်နှံမှု အတွက်ဖွင့်ပေးဖို့ငွေကြေးဗန်နိုင်းပိုင်းမှာလည်းတတိရှိရှိနဲ့စီးပွားရေးစနစ်ကြီးတစ်ခုလုံးတည်တည်ငြိမ်ငြိမ်ဖြစ်လာအောင်ဆောင်ရွက်ဖို့အခွန်စနစ်ကိုပြုပြင်ပြောင်းလဲဖို့ငွေများရိုင်းနေပြီးထုတ်သုံးနေခြင်းများကိုဖယ်ရှားပြစ်ဖို့အကျွေးများမဆွတ်နိုင်အောင်ဖြစ်နေတဲ့အခြေအနေကိုကယ်တင်ဖို့ပညာရေးနဲ့စီးပွားရေးအတွက်အရင်းမြစ်များတိုးချဲ့သုံးစွဲဖို့ရေရှည်တည်တံ့တဲ့စွမ်းရည်နဲ့ပုံမှုထရောက်တဲ့အခြေခံအဆောက်အအုံမှာရှင်နှိမ့်မြုံနံမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်များအလုံးကိုဒီမိုကရေစီနီးလမ်းကြကြနဲ့စီစစ်တာဝန်ခံနိုင်ရမှာလည်းဖြစ်ပါတယ် ဒီလုပ်ငန်းများအတွက်အဓိကအတားအဆီးက Deep State ကိုအတွင်းရှိလက်မဲ့ကြီးများမှစတင်လာမှုပဲဖြစ်ပါတယ်။အစိုးရလုပ်ငန်းများရွှေရှားတလက်မှုမရှိထိုင်းမိုင်းလီးလန်နေခြင်းဖောင်းပွပြီးစွမ်းဆောင်ရည်မရှိတဲ့အစိုးရဌာနများမှယာတုကုန်ရှိုံတက်တက်လာနေထိုင်ကြပြီးပြင်းရီပြီးအပူဝင်ဝင်ရဖို့လက်လာပါမျှော်ကိုးနေမှုတွေကနေပြီးတော့မှအနေနဲ့အများဆိုသလိုတွေ့မြင်နေရပါတယ်။မလုံမရှုံမပြုတ်ကဘူရိုကရက်တစ်အရာရှိတွေရဲ့လက်သုံးစကားဖြစ်ပြီးပြုပြင်ပြောင်းလဲမှုတွေကိုစတင်လာကြတယ်။တစ်ဖက်မှာလည်းတတိရှိတဲ့ဝန်ထမ်းတွေကအပြောင်းလဲတွေဖြစ် ဖို့ကြိုးပမ်းလာကြတယ်။ဒီထဲမှာအနေအများဆုံးစန့်ကျင်မှုကစစ်တပ်မှထွက်ပေါ်လာတယ်။၎င်းတို့ကအချိန်မီဝင်ရောက်ဆက်ဖက်ပြီးအတားဆီးလုံလာသူတွေကိုဖယ်ရှားပစ်နိုင်တယ်လို့ NLD တပ်တန်းတစ်လျှောက်လုံးဖြောင်းချကြပြီးတည်တောင်းလုံလာခဲ့ပါတယ်။အာနာမသိန်းခင်ရင်တိုင်းပြည်ကအင်းကြီးချင်းတွေနဲ့အမိလိုက်လာနိုင်တဲ့အထိတိုးတက်လာမယ်ဆိုတာကအသေးစားပေါက်ပင်ဖြစ်ပါတယ်။2021ကပြုပြင်ပြောင်းလဲမှုအများများထွက်ပေါ်လာတော့မှဖြစ်ပြီး NLD အတွက်လွန်စွာအရေးပါတဲ့နှစ်လည်းဖြစ်တဲ့ဒါကိုလည်းတင်ကားတွေမောင်းဝင်လာတဲ့ဖေဖော်ဝါရီလရက်နေ့လွတ်တော်ပြန်လဲကျင်းပတဲ့နေ့မှာပဲတင် သွင်းဖို့ရှိနေပြန်ပါတယ်။အာနာသိမ်းမခံရဘူးဆိုရင် GDP ကလက်ရှိတန်း90ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တပ်လက်အောက်မှာဗန်တွေကဗန်လူတော်ခေါ်လို့မရတော့စစ်တပ်သဘောကျကရုဏီများကုမ္ပဏီများအတွက်ငွေများသိမ်းဆည်းပေးရာဌာနများဖြစ်လာပါတယ်။အဲ့ဒီအတွက်ဗန်တွေရဲ့ချင်းငွေဆိုင်ရာဆုံးဖြတ်ချက်တွေပေါ်ဘလို့မှအတိုင်းတာတီတင့်လျော်ရဲဆိုရဲပေါ်အကဲဖြတ်စီစစ်မှုတွေအလွန်နည်းလာခဲ့ပါတယ်။ရားလက်ဖြစ်ဗန်များမှာအကျွေးပြန်မရတဲ့ချင်းငွေများနဲ့လဲပင်းခိုင်လာခဲ့ရတယ်။စည်းကမ်းတကျလုံလာတဲ့ဗန်တွေရှိပေမဲ့အနေချင်းသာ ရှိတယ်ဗဟုပန်ကလည်းဖန်တွေကိုတတိရှိရှိနဲ့ကြီးကြပ်နိုင်ခြင်းမရှိပဲစီးရီးယားပေါ်မှာလက်တင်ပြီးအိမ်မောကျနေတဲ့အလားဖြစ်နေတယ်ဖန်လုပ်ငန်းများပြင်ဆင်နိုင်ရေးအတွက်ဒေါက်တာဘူဘုံငယ်ဒေါက်တာဝင်းစတန်ဆက်အောင်ဖန်နိုင်ဝင်ကြီးဦးစိုးဝင်းတို့ကဲ့သို့ကျွမ်းကျင်သူများရှိနေပြီဖြစ်ပါတယ်စစ်တပ်ပိုင်ခေါင်းမာတဲ့ဖန်နေရှိသလိုခရိုနီတွေကဲ့သို့ထဲထဲဝင်ဝင်ပတ်သက်နေတဲ့ဖန်နေလည်းရှိပါတယ်ဒုတိယမျိုးစားထဲမှာအကြီးဆုံးဖန်များပါဝင်နေပါတယ်၎င်းတို့ကကျွန်တော်တို့ပါဝင် NND အစိုးရကိုချိန်ချောက်ဖို့ဝင်လေသူတွေမဟုတ်အခုထိလည်းရှိနေဆဲပဲဖြစ်ပါတယ် အမားကန်ခရိုနီကုမ္ပဏီကြီးတွေကစစ်တပ်နဲ့နီနီကက်ကက်ပူးပေါင်းပြီးစီးပွားရေးနဲ့နိုင်ငံပြုပြင်ပြောင်းလဲမှုတွေကိုကြကုတ်ကြကဲစန့်ကျင်နေကြပါတယ်။အာနာသိမ်းခဲ့မှုမှာလည်း၎င်းတို့ပါဝင်ပတ်သက်နေမှာသာဖြစ်ပါတယ်။အာနာသိမ်းပြီးချိန်ကလေးကမင်းရောင်လိုင်းရဲ့ဖွဲ့က၎င်းတို့စည်ရန်တရားကြီးအတွက်တင်ရစာတာများထုတ်ရောင်းနေတာကလွဲပြီးတိုင်းပြည်စီးပွားရေးအတွက်ဘာမှမဲမဲရဲရဲအစီအမံဆိုပြီးမရှိခဲ့၎င်းတို့စည်ရန်တရားကြီးအတွက်အသည့်တာဆောင်လုပ်လာတာကဘဏ်တွေကိုအတုံးချပြီးပို့ကုန်လုပ်ငန်းရှင်တွေနဲ့အခြားစီးပွားရေးလုပ်ငန်းတွေမှာနိုင်ငံသားငွေတွေကိုလက်ဝတ်ကြီးအုပ်လာခြင်းဖြစ်ပါတယ်။ပြည်ပမှာလုတ်ကင်ပြီး ိသားစုတွေတန်းငွေပြန်ပေးပို့နေတဲ့အလုပ်သမားတွေကိုတောင်မှချမ်းသာမပေးခဲ့ပါဘူး။လူထုကိုလည်းနိုင်ငံခြားငွေများလက်ဝယ်ကင်ဆောင်ခွင့်မပြုတော့ပါဘူး။ဒီမိုကရေစီတော်လှန်ရေးသမားတွေပေါ်လက်ရှိအသာစီးရနေတဲ့ဝင်ဟင်းပြစ်လက်နက်တွေကိုရုရှားတရုတ်တို့ကဲ့သို့နိုင်ငံတွေမှာဆက်လက်ဝယ်ယူနိုင်ဖို့အတွက်နိုင်ငံခြားငွေများရရှိမှဖြစ်မယ်ဆိုတဲ့မူကြောင်းထိခိုက်လာခဲ့ရပါတယ်။၂၀၁၀မတိုင်မီမှာတိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကသတိမကတ်တော့ပဲမျောနေတဲ့ development ကိုမှဖြစ်နေခဲ့တယ်။ခေါင်းဆောင်လုပ်သူတွေကလည်းဒီအနေအထားကိုဘယ်လိုမျိုးပြောင်းလဲအောင်လုပ်ရမလဲမသိဖြစ်နေတယ်။တချို့ကလည်း ဲ့ပြောင်းလဲမှာဖြစ်မှာကိုသဘောပေါက်လာကြတယ်။အခုခါမှာတော့စေအုပ်စုကနိုင်ငံစည်းဝိုင်းပြုပြင်ပြောင်းလဲမှုတွေအသေးအံလိုအပ်နေတယ်ဆိုတာကိုလည်းခေါင်းနဲ့ထင်မှတ်တော့၎င်းတို့ဆက်ပြီးရှင်းတန်းနေဖို့သာဤတတူဟာလုံးပန်းနေကြပြီဖြစ်တယ်။စည်းဝိုင်းဖွံ့ဖြိုးမှုဆိုတဲ့ဘာသာစကားကလည်း၎င်းတို့အတွက်အစိမ့်တသက်ဖြစ်နေတယ်။တိုင်းပြည်ရဲ့စည်းဝိုင်းအနာဂတ်အတွက်၎င်းတို့မှာအမျှော်မြင်လဲမရှိဘန်ကာထဲမှာသာရှင်းတန်းနေကြဆဲဖြစ်တယ်။ပြုပြင်ပြောင်းလဲလုပ်နေတဲ့ကာလများမှာတရုတ်ကအ धिक ပြဿနာဖြစ်လာတယ်။မြန်မာကလည်း၎င်းတို့လိုအပ်နေတဲ့တင်ရန်စာတရီမှန်မှန်ကန်ကန်ရရှိဖို့ ဲ့လူသုံးကုန်များတင်ပို့နိုင်ဖို့သာစိတ်ဆောနေကြတယ်။အဲ့ဒီအတွက်မြန်မာကချီးနယ်ပြီး၎င်းတို့ပေါ်မိခိုနေရတဲ့အဖြစ်ရောက်မှသာစိတ်ရရမယ်လို့သဘောထားပါတယ်။မြန်မာက၎င်းတို့ရဲ့ရန်ဝန်နဲ့လမ်းစီမံကိန်းမြေတွေအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်နေပါတယ်။ရခိုင်စစ်ကောင်ဆောင်တွေက၎င်းတို့လုပ်ချင်တဲ့စီမံကိန်းများအတွက်လိုအပ်တယ်လို့လိုက်ပြီးထည့်ဝင်နေရတဲ့အတွက်ဒေါ်လာ10.8ဘီလီယံတိအကျွေးတင်လာခဲ့တယ်။မအောင်မြင်ခဲ့ရင်မြန်မာဘက်ကလုံးဝတာဝန်ယူရတော့မှာဖြစ်တယ်။တီရင်းလင်္ကာကဲ့သို့စိတ်ကမ်းတစ်ခုလုံးထိုးအပ်လိုက်ရတဲ့အဖြစ်ရောက်တော့မှာကိုသိလာတဲ့ NLD အစိုးရက ၎င်းတို့နဲ့ချုပ်ဆိုထားတဲ့သဘောတူညီချက်တွေကိုပြန်ညှိနှိုင်ဖို့ဆွေးနွေးလာခဲ့ရတယ်။နောက်ဆုံးမှာမိမိဘက်မှာအချုပ်ချာအာဏာကိုဆွနွတ်ပေးစရာမလိုပဲတရုတ်ဘက်ကလုံလုံတာဝန်ခံရမယ်ဒေါ်လာ1.3ဘီလီယံစီမံကိန်းကိုရောက်ရှိလာခဲ့ပါတယ်။ ငလင်တန်းခံရပြီးတလားကြတဲ့ဒီစစ်အုပ်စုရဲ့လုံရက်ကရခိုင်တဘာဝဘေးအန္တရာယ်များကိုကင်တွယ်သလိုပဲဘလို့မှထူးခြားပြောင်းလဲခြင်းမရှိနိုင်ငံတကာမှအရင်းမြစ်တွေကိုရှားနိုင်သမျှဆွဲထုတ်မယ်၎င်းတို့ကိုအတိမတ်ပြူလောင်အသုံးချမယ်တချိန်တည်းမှာပဲရခိုင်အတိုင်းတော်လိုင်းအင်အားစုတွေ၎င်းတို့ကိုနှောက်ရက်ပေးလာရလို့ထင်တဲ့ပြည်သူတွေကိုဆက်ပြီးတိုက်ခိုက်မယ်တရုတ်ရုရှားလို့တိုက်လေရင်များဒရုန်းများအသုံးပြုပြီးတိုင်းရင်းသားလူနည်းစုတွေပေါ်ရရက်ဆက်ဆက်ပြူကျင်နေကြတယ်အတူချုပ်ပြုံရရင်ငလင်အပေါ်ဆေအာနာရှင်တွေရဲ့ရှုံးမှာကောက်ချစ်စွာနဲ့အခွင့်ကောင်းယူအသုံးချလာမှုတွေကလူ ိုင်းအထူးသဖြင့်နိုင်ငံတကာအတိုင်းဝိုင်းအတွက်မြန်မာနိုင်ငံရဲ့အခြေအနေကိုတကယ်တမ်းတိုးတက်လို့သိရှိရဲဆိုတာကမင်းရောက်လိုက်တဲ့၎င်းရဲ့အပေါင်းပါတွေကိုဖယ်ရှားနိုင်မှာဖြစ်မယ်ဆိုတာကိုတတိပီးလာတာဖြစ်ပါတယ်။၎င်းတို့ကအင်အားကုန်ခန့်နေပြီးငွေကြေးလည်းမရှိတော့အတွေးကော်လည်းလမ်းဆုံးကျနေပြီဖြစ်ပြီး၎င်းတို့ရဲ့ညီကုံကနောက်ကျတော့မှမဟုတ်ပဲစောစီးစွာထွက်ပေါ်လာတော့မှ ဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။